မင်္ဂလာပါရှင်ကျမကဒီကနေ့မိစုကိုပြောရပေးခြင်းတဲ့အကြောင်းအရာကမိမိတို့ကိုလူချစ်လူကင်ပေါများစေမယ်မိမိတို့လောကလောကမြကန်မှကိစ္စတိုင်းမှာအဆင်ပြေလွယ်ကူစေမယ်အဆောင်ဟိုအကြောင်းကိုပြောရပေးမှာဖြစ်တယ်ဒီမိမိတို့ဒီပြုလုပ်ထားတဲ့အဆောင်ကိုဆောင်းနာခြင်းဖြင့်အဲကိစ္စကိစ္စတော်တော်များများမှာအဆင်ပြေလွယ်ကူစေလိမ့်မယ်ကိုယ့်ကိုမျက်နှာမြင်နာနဲ့ချစ်ခင်တဲ့အဲချစ်ခင်စွာနဲ့ကူညီခြင်းနဲ့တက်လေးတွေနဲ့ပေါများစေတယ်ပေါ့နော် အဲ့တော့ပြည်လို့အမှကမိမိတို့ရဲ့မွေးနေ့မနေ့9နာရီနေ့10နာရီခွဲတော်တင်မှာပြည်လို့အမှဖြစ်တယ်အပြည်လို့အမဲအသားကကျမတို့ဒီကျမတို့ရဲ့မွေးနဲ့မွေးနေ့ရဲ့ဒီမွေးနိုင်ရဲ့၅ခုမြောက်ပေါ့နော်ဥမာစတာအဲတနင်္ဂနွေဆိုလို့ရှိရင်ကြာပေးတာပေါ့စတာပေးတော့တနင်္ဂနွေရဲ့၅ခုမြောက်ကစတာပေးတယ်ဟုတ်အဲ့တော့ကြာပေးအသားကြာပြီးအသားဆိုလို့ရှိရင်ကျမတို့ကအသားအများဆုံးတော့ရှိရယ်ကြာပြီးနံအဆဆိုရင်အဲပိန်နေတို့ ပတောက်တို့ပန်နာတို့များစွာရှိရအဲ့ဒီမှာကျမက ပေါက်သားကိုသုံးဆွဲစေခြင်းနဲ့အဲ့တော့တနင်္ဂနွေသားသမီးကပေါက်သားပေါက်ပေါက်မမြဖြစ်စေခြင်းနဲ့တက်ပေါ့နော်အဲ့တော့ပေါက်သားကိုကျမတို့ဒီမိန်ကလေးဆိုလို့ရှိရင်ဘယ်ဘက်လက်တကြွယ်စာလက်တကြွယ်စာပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်တော့ဒီညာဘက်လက်တကြွယ်စာပေါ့နော်အဲ့တော့လက်တကြွယ်စာကိုကျမတို့ကချိုးဖြတ်မယ်ဖြတ်ပြီးသွားတဲ့အခါကျလို့ရှိရင်စားရည်လေးနဲ့ကိတ္တဆိုင်နှားလိုက်မယ်ခဏလေးပေါ့နော်မိနစ်အနည်းငယ်လောက်လေးစိန်ပြီးသွားရင်ပြန်ဆယ်မယ်ပြောလို့ရှိရင်မေတ္တာတော့ 39ခေါက်တတိကိုကိုတိုင်ရွတ်ဖက်ပူဆောင်ရမယ်ပဇံသားလေးကတေးရထားပြောလေရွတ်ဖက်မှာနော်ရွတ်ဖက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုအဲ့ဒီအချိန်အဲ့ဒီနေ့ပဲဒီသစ်ဆေးတုပ်မပြီးရွှေချပြီးတော့ဆောင်းလာမှာဖြစ်တယ်ပေါ့နော်တကယ်လို့ရွှေကားချနိုင်လို့ချပေါ့နော်ဒီဒီခေအရာတကယ်လို့မို့အဆင်မပြေတဲ့သူကလည်းဒီ ရွှေရောင်တင်မောစေးတုတ်တာတို့ဒီစကိုရွှေချတာတို့ဘဲဟာကိုတုံးတုံးရွှေချဖို့အဓိကပဲရွှေချပြီးတော့ကိုနဲ့မကွာဆောင်းနာပေးရမှာဖြစ်တယ်ပေါ့နော်ကိုနဲ့မကွာဆောင်းနာမယ်သူ့မကိုပတ်ဆိုင်ရတဲ့ထည့်ပြီးဆောင်းနာတာအဲ့ဒါကတော့ဘယ်လိုလဲဆိုလူကြီးလူကင်ပေါများစေတယ်အဲကိုလောက်ကင်တမကြီးစားတိုင်းမှာလွယ်ကူချုံးမွေးစေတယ်ပေါ့နော်အဲ့တော့တနင်္လာတာတမီးဆိုတနူးနဲ့တာတမီးကဆက်မပြောခဲ့ပေါ့တာတနင်္လာတာတမီးဆိုလို့ရှိရင်တီဟိုတာတီဟိုတာကို ဒီမိန်းကလေးဆိုလို့ချင်းစနောပြောသလိုပဲလက်တကျွဲရဲ့လက်တကျဲစာပေါ့ဖယ်ဘက်လက်တကျဲစာကိုချိုးပြီးဆောင်အောင်မှာယောက်ျားလေးဆိုလို့ချင်းတော့အဲညာဘက်လက်တကျဲစာကိုချိုးပြီးဆောင်အောင်မှာအင်္ဂါသားသမီးဆိုလို့ချင်းတော့ကျမတို့ကထိန်သားတို့တိုက်တာတော့ထိန်သားမရှိဘူးဆိုလို့ချင်းတော့ထန်သားဒါမှမဟုတ်လို့ရှိရင်အဲနောက်ဆုံးစရှာခွေလို့မလွယ်ဘူးဆိုလို့ရှိရင်နှင်းစီပေါ့ အဲ့တော့နာမည်ရကြည့်မယ်ဆိုရင်မြုပ်ဘက်ကောင်းတဲ့နာမည်မျိုးလေးတွေကိုမြုပ်ဘက်ဆိုတာကျမတို့အခေါ်ဟောမှာအဲကောင်းမွန်တဲ့ဘက်ကိုသွားတဲ့နာမည်လေးပေါ့နော်ပြည့်ညက်ရနာမည်လေးတွေအဲ့လိုမျိုးလေးတွေဆောင်းထားပေးရမှာပေါ့အဲ့ဒါကိုရှာပြီးတော့ဆောင်းရမှာစနေနေ့အစပေါ့နော်အဲ့တော့ဗုဒ္ဓဘုရားသမီးဆိုလို့ရှိရင်အင်သာတို့မို့အုံသာအုံသာကိုဆောင်းမယ်ဆိုလဲကောင်းပါတယ်နော်အဲ့လိုမျိုးအင်သာအုံသာတို့မို့ဒီစတအန်စတပရိသသမီးဆိုလို့ရှိရင်တော့သူက ကန်းကောကန်းကောသားကိုစောင်းနာပြရမှာဖြစ်တယ်။တောက်ကြသားသမီးဆိုလို့ရှိရင်ဇီဇီကိုင်းဒီဇီကိုင်းမိန်းကလေးဆိုဘယ်လက်အဲလက်တကျွဲစာအရာကြလေးဆိုညာလက်တကျွဲစာအဲတောက်ကြစနေဆိုလို့ရှိရင်လင်းအမ်လင်းလုံးလဲရတယ်တော့မဟုတ်ဝါမင်းကိုစောင်းနာလဲရတယ်ဝါမင်းအဲ့လိုမျိုးပေါ့နော်ဝါမင်းဆောင်းလာရမယ်လှုပ်ဆောင်အောင်မှာကမိမိတို့ရဲ့မွေးနေ့မနက်ပိုင်း9:00နာရီကနေ10:00နာရီခွဲတော့တွင်းထဲမှာမြစ်တာတုတ် 38ခောက်ရွတ်ဆိုမယ်ပြီးရင်ရွှေချပြီးတော့ဆောင်းသားပေးရမှာဖြစ်တယ်ပေါ့နော်ရွှေမချခင်မှာဒီမယူစင်ခင်ချိုးလာပြီးွားပြီးဆိုတာနဲ့ဒီစားရည်အငင်းငယ်စိန်မဲ့ပြီးရင်ရေနဲ့တန့်စင်လိုက်မယ်တန့်စင်ပြီးသွားပြီးဆိုတော့မှကျွန်တော်ကမေတ္တာတို့ရုပ်ပတ်ပူဇော်ဟုတ်ဟုတ်စားဖြစ်ပြရမှာအဲဆောင်းသားပေးရမှာဆောင်းသားပေးရကဒီအဆောင်ကလေးကိုကျမတို့ဒီပြောမစလို့ရှိရင်အေဂျင့်နဲ့တက်အဲဆန်းရဲ့ဆန်းအားကောင်းစေတဲ့တက်လို့ရှိရပါတော့။လာပြနေတိုင်းမှာဒီအဆောင်လေးကိုလာရပြရမယ်။ ခဏပေါ့နော်နာရီခွဲသုံးဖို့တနာရီဒီကလလေးတခုတည်းမှာဒီအဆောင်လေးကိုတင်ထားလိုက်ပြီးွားတဲ့ခါလိုက်ပြတယ်အဲ့ဒါကပြီးတော့နောက်တစ်ခါလိုက်ပြတဲ့ခါမှာဒီခြေခွက်လေးတစ်ခွက်နဲ့ပါဒီဖန်ခွက်လေးတစ်ခွက်ရေရေကိုခံတာရေထည့်ထားတဲ့ဖန်ခွက်လေးတစ်ခွက်နဲ့ပါလိုက်ပြတာပြီးအဲ့ဒီရေလေးနဲ့လည်းမကြာခဏဆွတ်ဆွတ်ပြီးလို့ရတယ်သူကပြောမဆိုလို့ရှိရင်လူကြီးလူခင်ပေါ်စီရတဲ့ ပြောလို့ချင်းလူသမ ्या ကန်ဒီမှာကိစ္စတိုင်းမှာလူချစ်လူကင်ပေါ်ပြီဆိုမှတော့လွယ်ကူပြီပေါ့လူသမ ्या ကန်ဒီမှာမှာချစ်ကင်နဲ့တက်ကလေးနဲ့တွားမယ်ဆိုလို့ရှိရင်စံအားလည်းကောင်းတယ်ဆိုလို့ရှိရင်လူသမ ्या ကန်ဒီမှာလွယ်ကူစေပဲပေါ့နော်အဲ့တော့ဒီမှာခုပြောပြတဲ့အဆောင်ကိုတေချာလေးပြုလုပ်ပြီးတော့ဆောင်းမပေးပါအဆင်ပြေချုံးမပါလိမ့်မယ်နော်ခုနကတည်းကမြင့်မြင့်ချင်းများအားလုံးအေဂျင့်တာယာပျော်ရွှင်သောဘွားလေးပတ်စံနေကြပါစေ။ဆန္ဒနဲ့ဘွားတစ်ထက်တည်းကြနိုင်ကြပါစေရှင်။ကျေးဇူးများအိုက်တင်ပါတယ်ရှင်။